တိယအယောင်းနေနေရတော့တင်ကန်းကျုံမြို့နယ်ဆက်ချောက်မင်းသား၃ရက်ကွယ်ပြည်သားရလမ်းမကြီးပေါ်က၂၄ပေ60ပုံမှာစောက်ထားတဲ့၂၃ပေ 55ပဲအကျိတ်ရှိတဲ့50တိုက်လေးပဲဖြစ်ပါတယ်။ပြည်တရာလမ်းမကြီးအရဆိုရင်တော့တင်ကန်ကျုံမြို့နယ်ရဲ့အဓိကလမ်းမကြီးတွေဖြစ်တဲ့သူ့မင်္ဂလာလမ်းမနဲ့ဝေဇန္ဒာလမ်းမကိုဆက်တွယ်ပေးထားရုံနဲ့မကပဲနဲ့ရန်ကုန်မြို့နယ်ကမိုးကောင်းလမ်းမကြီးအထိကိုပောက်ပါတယ်။ဆိုတော့ရန်ကင်းဘက်ကပဲလာလားတောင်ကလာဘက်ကပဲလာလားလမ်းတာပါတယ်။ဒီတိုက်ရာဆိုရင်တော့ခုနကပြောတဲ့ပြည်တရာလမ်းမကြီးပေါ်မှာရှိတဲ့အတွက်ကြောင့်မို့လို့တွားရလာတာအရင်ကမှလွယ်ကူပါတယ်။တိုက်အနေထောက်ပြောမယ်ဆိုရင်တော့သူကမြေအောက်ကားပါကင်ပါရှိပါတယ်ကားပါကင်ပါဆိုရင်ကားသေးဆိုရင်တော့6စီးလောက်ရက်လို့ရတဲ့အနေထားမျိုးရှိပါတယ်သူ့ပုံမှာဆိုရင်တော့၄လွှာရှိပြီးတော့မှစုစုပေါင်းကြည့်မယ် ယ်ဆိုရင်ဒီတိုက်လေးက၅လွှာရှိပါတယ်။ပုံချင်းနေထောက်ကြည့်မယ်ဆိုရင်တော့အနီးနားမှာစီးပွားရေးလုပ်ငန်းတော်တော်များများရှိနေပြီးတော့မှပတ်ဝန်းကျင်တက်စီကိုင်းနေရာမှာရှိပါတယ်။ပြီးတာလမ်းမကြီးကဆိုရင်ကျေတဲ့ပြင်မှာတိုက်ရှိမှာလည်းမြေပုံတွေပါရှိတဲ့အတွက်ကြောင့်မလို့တိုက်ရှိမှာတင်ကိုကား၄သီးလောက်ရက်နိုင်တဲ့အနေထားရှိပါတယ်။အပေါ်ဆုံးထက်ကနေဆိုရင်တော့ရှိတခုပီယာ view ကိုလည်းမြင်ရမှာဖြစ်ပါတယ်။နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ကတော့ Grand Ami ပေါ့မြေပုံမှာစောက်လုပ်ထားတဲ့အတွက်ကြောင့်မလို့အရှုပ်ရှင်းကင်းပြီးတော့မှယုံကြည်စိတ်ချသွားဝယ်ယူနေပါတယ်။ဒီလိုမျိုးနေရာကောင်းပြီးတော့မှပိုင်ဆိုင်မှုခိုင်မာတဲ့ငါးထက်တိုက်အယောင်လေးကိုတိန်၄၅၀၀နဲ့အယောင်ဖွင့်ထားပါဖြစ်ပါတယ်။ရုံ ဖွင့်ရင်တဲ့သူတွေ၊ဗန်ကွဲဖွင့်ရင်တဲ့သူတွေ၊ကြောင်စီကံဖွင့်ရင်တဲ့သူတွေဟိုအထူးရခွန်မပေးုံတာမကပဲနဲ့တချို့မောင်နှမအများကြီးမိသားစုတွေမိသားစုအလိုက်ခွင့်နေခြင်းတဲ့သူတွေအတွက်တင့်လျော်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။